ျွန်တော်အနေနဲ့ Onyx Esports ကိုနောက်တစ်ချိန်ထပ်ပြီးတော့ International Stage မှာပြန်လည်မြင်တွေ့ခွင့်ရပါပြီ။ဒီအသည့်ခိုးရှာပြောင်းလာပြီးတဲ့ကသူတို့ရဲ့တင်းဖောင်ကတည်တည်တတကြီးကိုတိုးတက်လာတယ်။ဒီကနေ့ဗီဒီယိုလေးကတော့လက်ရှိမတားရဲ့ကျမ်းလာပါတယ်ဆိုတဲ့ဘာစီယာကိုအာဂျူဘတ်ကိုနှစ်ပွဲလုံးပေးပြီးတော့နှစ်ပွဲလုံးရိုက်ခဲ့တဲ့ခိုးရှက်မနဲ့ပတ်သက်ပြီးနည်းနည်းပြောမယ်အခုလိုမျိုးအာဂျူဘတ်ကဘာစီယာကို first pick တဲ့နောက်ဆုံးမှာရီဆန်းရှင်နဲ့ maxman နှစ်ကောင် draft ထုတ်သွားတယ် အာဂျူရဲ့ coach ကရီဆန်ရှင်လို out of meta hero ထုတ်မှာဖြစ်တဲ့အတွက်ဘန်းတွေကိုကြည့်မယ်ဆိုရင် meta assassin jungler တွေတဲပိတ်တာဒါပေမဲ့ coach up ကဒီဘာစီယာ first pick draft တွေကိုဘလိုလာလာရှင်းဖို့အများကြီးပြင်ဆင်လာတယ်ဒီမှာဆိုလို့ရှိရင် last pick ကို alpha နဲ့ alpha cc တွဲလုံးတကယ်လို့ alpha မရခဲ့ရင်သူ့မှာ export jungler တကောက် option ကြံသေးတယ်ပြီးတော့သူ့အပေါ်မှာအစောကြီးယူထားတဲ့ ဣရတဲဖာစာခါလီယာတစ်ချက်မှတ်ထားပြီးအင်ကင်ရောက်တော့အာဂျူတည်ထားတဲ့ဘာစီယာဒရက်ဖ်ဒီတစ်ဖက်ကအယ်ဖာစီစီကိုကြော်ပြီးတော့ဘလုံးမှပိုဇီရှင်ယူလို့မရဘူးဖရန့်လိုင်းနာဘာစီယာလိုကောင်းတော့တိုးရခတ်တဲ့ပိုဇီရှင်တစ်ခုကိုရည်ဆန်းရှင်းအနေနဲ့စွတ်တိုးတော့တာတယ်လေးပေးရတယ်ဟီရိုကီလည်းပေးရတယ်ဒီဘတ်တဲဆိုသေချာကြည့်ဘာစီယာကဗဒန်းရောအာလီမတ်ပိုဇီရှင်တိုးတာနဲ့တန်းပြက်ကြတာအာဂျူတည်ထားတဲ့ဘာစီယာဖတ်စ်ပစ်နဲ့အာလီမတ်ပိုဇီရှင်တိုးဆော့ပြီး မစ်ကိုဒိုမနိတ်လုပ်မယ်ဆိုတဲ့ဂိမ်းပလန်ကတဖက်ကတန့်ကီလာ Alpha CC နဲ့တင်ဘလို့မှတိုးလို့မရတာမက်ပိုဇီရှင်တိုးမဲ့ကောင်မရှိတော့သူတို့ရဲ့မက်စမန်ဂျီဆန်းရှင်းကလည်းတာတယ်ဝင်ယူဖို့ဆိုတာမလွယ်ဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ရှေ့ကခေါင်းတိုးမဲ့ဘာစီယာလိုကောင်မျိုးကိုဖြိုချဖို့ကြတော့ Alpha CC ဒါပေမဲ့နောက်ကမက်စမန်နှစ်ကောင်ကြတော့ရောဒါကိုလည်းခိုးရှက်အနေနဲ့စဉ်းစားထားပြီးသား Farsa Irite Irite ဆိုတာက Maxman နဲ့မှာထူးခြားတယ် ် separate နဲ့ဆော့မယ်ဆိုရင် assassin တကောင်လိုမျိုး flank ပြီးတော့ဆော့လို့ရတယ်ဒါပေမဲ့ stand ဘာညာနည်းနည်းပပတော့ရှောင်ဆော့ပေါ့ဗျာ separate irate ဖြစ်တဲ့အတွက်ကြောင့်မလို့ဘတဲ့တော်တော်များများကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကိုဖမ်းပြီးတော့ pick off နိုင်တဲ့တစ်ဖက်ကပဒန်းကိုခါလီယာနဲ့တခါတယ်တန်ဖြတ်ချတာ irate အနေနဲ့တစ်ဖက်က spare တွေပြီးသွားမှ assassin တကောင်လို flank ပြီးလိုက်ချတယ်နောက်ထပ်အနေနဲ့ sense ရဲ့ phaser လက်ခင်းရောက်လာတဲ့အမျှအော်နစ်ဘက်ကဒီဘာစီယာကိုဝိုင်းဖြတ်နေတဲ့အချိန်သူ့အနေနဲ့တဖက်ရဲ့ damage dealer တွေကိုဇုံထားတယ်ဖာစာကဇုံတယ်အီရီသဲကဖလန်ပြီးဝင်ပစ်တယ်ဇုံဟီးရိုးတစ်ကောင်ရဲ့ဖလန်နဲ့တစ်ကောင်ရဲ့ဘတဲ့ကိုခါကျော်ဖြတ်ပြီးတော့ဆိုင်တဲ့ပုံစံမျိုး နောက်ထပ်အာဂျူရဲ့ဘာစီယာ first pick ပွဲထပ်ပြမယ်အာဂျူအနေနဲ့ဘာစီယာ first pick ကိုမှဝမ်ဝမ်ဖာစာ ဒီ draft မြင်တာနဲ့ coach up အနေနဲ့အပေါ် first phase မှာ link ကိုချက်ချင်းပဲ deny ပစ်လိုက်တာကို brother တို့အနေနဲ့တွေးလိုက်မယ်ဒီပွဲကတော့အာဂျူဘက်ကဘာစီယာဂျန်ဂလာပေါ့လေအာဂျူရဲ့ draft နဲ့ပတ်သက်ပြီးတော့ကကျွန်တော် in game မှာပဲရှင်းပြမယ် coach up ယူထားတဲ့ last pick က ybe စောနာကလိုပဲဇုံဟီရိုတကောင်ရဲ့ flan b backline ဝင်တဲ့ link ရဲ့ draft ကတော့ထားပါ in game ရောက်တော့အာဂျူက ဘာစီယာနဲ့ဆော့တဲ့ပလေတော်တော်ကောင်းတာဗျစလာတဲ့ကအခုလိုမျိုးဘာစီယာဘလူးဘတ်စားပြီးတာနဲ့ရက်ဘတ်တောင်မစားဘူးတန်းပြီးတော့တစ်ဖက်လင်းရဲ့ဂျန်ကယ်အသေးတွေကိုလိုက်စားတယ်အဲ့လိုစားနိုင်တာကလည်းအဓိကက EXP မှာ CC Povi ရဲ့မတ်ချက်တာတယ်ပြီးတော့ Mega နှစ်ကောင်ကလည်း Gato Farsa ဆိုတော့ Ali Dominate လို့လို့ကောင်းတယ်စလာတဲ့ကအခုလိုမျိုး Kyrie ရဲ့ဂျန်ကယ်တွေကိုအသေးလိုက်ထိုက်တယ်လိုက်ချတယ်ဘာစီယာ draft တွေရဲ့ထုံးစံအတိုင်းပဲ Gato Barcia ဆိုတော့ ဘတ်တဲကိုအသေးပြည့်ဝင်တာနှကောင်လုံးကအထုံကောင်တွေလည်းဖြစ်တယ် river tides ကလည်းပါတယ် farming ကလည်းတာနေတော့ဒီနှကောင်ကိုဘလို့မှဖြတ်ချလို့မရဘူးအဲ့လိုမျိုးပြအားလီကို position အကြုံကြီးတွေဆော့တယ်နောက်က farsa ဝဝ follow up လိုက်တယ်ဒီဘွဲကတော့အာဂျူရဲ့ဘာစီယာနဲ့အားလီ aggressive play ကို on အနေနဲ့တော်တော်ကြီးကိုထိန်းဆော့ရတယ်အထူးသဖြင့်ကတော့ဘာစီယာပြည့်ဝင်တယ်နောက်က farsa ကျဲတယ်ဝဝ follow up တယ်ဒီတန်းကို on အနေနဲ့ 18မိနစ်လောက်ထိကိုဘလို့မှမခံနိုင်ဘူးခိုးရက်ပြဲ draft ကဘယ်အချိန်မှစပြီးတော့အသက်ဝင်လဲဆိုရင်လိတ်ကိန်း18မိနစ်တိုင်မင်နာသူ့အနေနဲ့ထုတ်ထားတာ Lin YBE Harry အဲ့လိုမျိုးတစ်ဖက်ကကတော့ဘာစီယာပြည့်ဝင်လာတဲ့အချိန်ခြေပွဲတုံးကလိုပဲ YBE ဇုံးချတယ်ဘတ်တယ်ကိုနှစ်ချမ်းခွဲတယ် backline ကောင်တွေကို flank ရဲ့ကောင်ကဝင်ကောင်တစ်ဖက်က frontliner ဘာစီယာကတော့ကိုကြတော့ Harry ကဖြူချခြေပွဲတုံးကလိုပဲဇုံးဟီးရိုးတစ်ကောင်ရဲ့ ဖလန်ဘီဘက်ခိုင်းဝင်တဲ့ကောင်ရင်သူ့အနေနဲ့သူတော့ဟုတ်နေတာပဲဒါပေမဲ့ဒီ game 1 draft ကတော့တော်တော်ကြီးကိုအချိန်ပေးရတာတိတ်မလန်းဘူးအထူးသဖြင့်လင်းအိုက်တန်ထွက်လာတဲ့တိုင်ပင်မျိုး ရောက်မှပဲအဆင်ပြေမှာအဲ့လိုအချိန်ရောက်ဖို့ကလည်းတဖက်ရဲ့ဘာစီယာ aggressive play ကိုအားလီခံဆော့ဖို့ကမလွယ်ဘူးစတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ KC Bay ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye အခုဗီဒီယိုမှာ Mobile Legends အကောင့်တွေကို RCO ဂျီမင်းမှာပါအမှတ်ခံပြီးတော့ရောင်းပေးနေတဲ့နေရာတနေရာရှိပါတယ်။ဟုတ်ပါတယ်။သူကတော့ streamer ချက်ငယ်ပဲဖြစ်ပါတယ်။ RC အမှတ်ခံတာကြတော့ brother အားလုံးသိပြီးသားပဲထူးထူးဆန်းဆန်းတော့မဟုတ်ဘူး။အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အများကြီးမပြောတော့ဘူး။ဒါဆိုလို့ရှိရင်ဂျီမင်းကရောဂျီမင်းအမှတ်ခံတယ်ဆိုတာကမွန်သွန်းမင်းနဲ့ password ပေးပြီးတာနဲ့ security lock တလားနေလို့ရှိရင် ပြုတ်မယ်။အဲ့ဒီအခါကြလို့ရှိရင် brother တို့ဂျီမင်းနဲ့ပြောင်းပြီးတော့ချိန်ပေးမယ်အဲ့ဒီအချိန်ကာလအတွင်းကိုကျွန်တော်တို့အနေနဲ့ဂျီမင်းအာမခံပေးထားမှာဖြစ်ပါတယ်အဲ့ဒီအချိန်ကာလအတွင်းမှာအကောင့်အနေနဲ့တခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ငွေအပြည့်ပြန်အမ်းပေးမှာဖြစ်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြထားတဲ့ Telegram မှာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပင်ကွန်းမှမှာလည်းကျွန်တော် link ချထားပေးမယ်အဲ့ဒီမှာတွားပြီးတော့ director စုံစမ်းလိုက်ဒါပေမဲ့လည်း video call ခေါ်ဖို့အတွက်မမေ့နဲ့ဘူးเนาะငွေကြေးမှာဆိုတော့အားလုံးပဲကျေးဇူးများတပါတယ်